မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးအနုပညာအမိခံစစ်တပ်လက်ကင်တုံများကို ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟုရန်ကုန် UG အဖွဲ့၅ခုကပူးရဲကြေညာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အနုပညာအမိခံအကြမ်းဖက်စစ်တပ်လက်ကင်တုံများကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟုရန်ကုန် UG အဖွဲ့၅ခုကအောက်တိုဘာ28ရက်နေ့မှာပူးရဲကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ အကြံဖက်စေအုပ်စု၏အထုတ်ရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ကြောင့်တော်လှန်နေသောလူငယ်တုကိုစော်ကားခြင်းလူလူရေးတော်ပုံကိုပုံဖြတ်ကအမန်တကယ်စိတ်ရဆုံးမှုကျူးလွန်နေသောလူလူ၏အသက်အိုးအိမ်ကိုမိရှုဖျက်ဆီးနေသောတပ်ဖြတ်နေသောအကြံဖက်စေအုပ်စုဘက်မှစိတ်ရဆုံးမှုများထပ်မံကျူးလွန်အောင်ထောက်ခံပြီးအားပေးအောင်မြောက်ပြုလုပ်နေသောအညံ့ဆောင်အဖြစ်စာဝါရဖြင့်အမှုပညာရှင်များကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည် ထိုအမှုပညာအမိခံစစ်တပ်လက်ကမ်းတုံများဖြစ်သောနေတိုမြင့်မြတ်နေဝင်အေးချမ်းမောင်ချူလီမင်းမြင့်မို့အောင်ခိုင်ငက်ပြောကျော်အောင်တိုနိုင်လင်းသွက်လက်စူပါလင်းမင်းညိုအုတ်ကာပြန်ရင်ရဲရင်ရော့ပြောအောင်စင်ဖြိုးစတဲ့လူလူနဲ့နိုင်ငံအပေါ်ပြည့်ရည်ဖြူစော်ကားသည့်နိုင်ငံတော်အပေါ်ပြည့်ရည်ဖြူစော်ကားသည့်အညံစာအဖြစ်ဆောင်ဝါရဖြင့်အမှုပညာရှင်များကို point call and social management ပြင်းပြင်းထန်ထန် လူမှုရေးပြစ်ဒဏ်ကကြရန်ရန်ကုန်ယူဂျီများကပြည်သူလူထုတရက်လုံးသို့နှိုးဆော်ထားပါသည်။ဒေါ်လန်ရေးတွင်ပြည်သူကတာဝန်ကြီးတကယ်သို့ရန်ကုန်ယူဂျီများအနေဖြင့်အညံ့စားဝါရဖြင့်အမှုပညာရှင်များ၏အချက်အလက်များကိုရရှိထားပြီးလူထုနှင့်ရေးတော်ဘုံကိုစော်ကားခဲ့သည့်ထိုသူတို့၏နောက်ဖြစ်လာမည့်ကိစ္စအရေးရက်ကိုပြည်သူလူထုတရားစီရင်ခံဖြင့်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်အရေးယူမည်ဖြစ်ကြောင်းသိရပါသည်။အဲ့ဒီကောင်တွေက မြေသူကိုမစိုးတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါအဲ့ဒီကောင်းနေတဲ့ကမြေသူကိုမစိုးတွေ့တဲ့နေရာမှာရှင်းလင်းတိုက်ခိုက်သွားမှာပါအချက်လက်တွေစုဆောင်းနေတာတွေလည်းရှိပါတယ်သူတို့ရုပ်ရှင်လောကသားတွေတဲကနေလည်းသူတို့သတင်းတွေကိုဆက်မပြတ်ပို့ပေးနေတဲ့သူတွေလည်းရှိပါတယ်ကျွန်တော်တို့ယူကြည့်ရကြ ပြည်သူတွေပေါ်မျက်နှာမူပြီးရက်တည်ကြတဲ့သူတွေပါပြည်သူအလို့မရှိတဲ့မြည်သူမဆိုကျွန်တော်တို့ရန်သူပါပဲဟုရန်ကုန်အမီဝိုင်းအီမှတာဝန်ရှိသူတို့ကဆိုပါတယ်အဆိုပါပူးတဲ့ဂျင်ညာချက်ကိုရန်ကုန်မြို့တွင်စစ်တပ်တပ်ဆွဲထားသောနေရာများကိုပြစ်မှတ်ထားတိုက်ခိုက်နေသည့်ရန်ကုန်အမီဝိုင်းအီတက်ရှယ်ရို Operation Flame OF Motherson ရန်ကုန် Force နဲ့ Broken System တို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဆလတ်တင်ဆက်ပေးမယ့်တရင်ကြောင့်ကတော့မင်းတို့မြို့နယ်တွင်တိုင်းစင်ရဲမှုလိုက်ပါလာသောကားလေးစီးပါရင်တန်းကိုမိုင်းဆွဲဖြစ်ခဲ့တိုက်ခိုက်မှုစစ်တပ်ဗမာလေးဦးတေဆုံးပြီးခရရန်တချို့သိမ်းဆည်းရရှိကကားတစ်စီးကိုမိရှုရှင်းလင်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းမင်းတို့မြို့နယ်တွင်တိုင်းစဉ်ရဲမှုလိုက်ပါလာသော ကားလေးစီးပါရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဗမာလေးဦးသေဆုံးပြီးခရဲတချို့သိမ်းဆည်းရရှိကကားတစ်စီးကိုမိရှို့ရှင်းလင်းနိုင်ခဲ့သောတရက်ခဲအမတ်လေးတရင်မှာတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုပါသည်အော်တိုဘလာ28ရဲ့မွန်လွေ12နာရီမိနစ်50ခန်းမှာမင်းတုံမြို့နယ်မင်းစလီကျေးရွာနဲ့ဝန်တွင်ကျေးရွာကြားရှိပသိမ်မုံရွာလမ်းပိုင်းပေါ်မှာမင်းတုံမြို့ဘက်မှာဝန်တွင်ကျေးရွာဘက်ကိုမောင်းနေလာတဲ့ တိုင်းစင်ရဲမှုလိုက်ပါလာတဲ့ကားလီစီပါရင်တန်းကိုတော်လိုင်းရေးတပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒိုတိုက်ခိုက်မှုတွင်4ဝီကားတစီဟာမိုင်းထိမှန်ကမောင်းပြေးသွားပြီး၎င်းကမောင်းပြေးသွားရာကိုတော်လိုင်းရေးတပ်ဖွဲ့များကလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထို့နောက်ကားပေါ်ပါသောစစ်သားများကမိုင်းထိမှန်ထားသောကားကိုရပ်ထားခဲ့ပြီးထိခိုက်ဒဏ်ရာရသူများကိုကြံကား3စီးပေါ်တင်ဆောင်၍ထွက်ပြေးမောင်းနေသွားကြောင်းသိရှိရပါတယ်ရင်းတိုက်ခိုက်မှုတွင်ကျန်းဖက်စစ်တပ်ဘက်မှမျက်မြင်လေးဦးထိခိုက်သေးဆုံးနိုင်ပြီး၎င်းတို့ထံမှ 7.6ဒိုဂျီ88တောင်း G3 G24 တောင်းကာပိုင်ဂျီ18တောင်းစေတုံးဆောင်ပစ္စည်းတချို့နဲ့ငွေသား3သိန်းကျပ်တို့ကိုသိမ်းဆည်းနိုင်ခဲ့က၎င်းတို့ထားခဲ့သည့် ကားတစီးကိုလည်းမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းသိရပါသည်ကျွန်တော်တို့ရတဲ့တဲ့ရင်အရလူကြီးလမ်းကြောင်းဖြတ်မဲ့တိုင်းစင်ရဲမှုပါမဲဆိုတဲ့ မကွေးတိုင်းရဲမှုဆိုရာလားတော့ဆက်လက်အတီးပြူစဲပါကားလင်းစီဖြတ်တဲ့ခါမှာကျွန်တော်တို့မိုင်းဆဲတိုက်ခိုက်တာမှာတစည်းတီတယ်အဲ့ဒီတစည်းပါလာတဲ့ကောင်းတွေက၄ဦးထက်မနေထိခိုက်သိဆုံးနိုင်တယ်အဲ့ဒီခါမှာတိုင်းမှုစင်ပါလာမပါလာဆိုတာတော့ဆက်လက်ပြီးစုံစမ်းနေစေပါကျွန်တော်တို့စိုးမိုးထားတဲ့ဒေတာတွေမှာတိထက်ပိုးတွေစည်ရင်းလှုံရှားမှုတွေစစ်ကောင်စီလှုပ်လာမဲ့ရွေးကောက်ပွဲတွေအဲ့ဓာတွေကိုတိုက်ခိုက်သွားဖို့လှုံ့ဆော်မယ်ဟုတရက်ခေအမတ်လေးတရင်မှာတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အစံဖက်စစ်တပ်ကမင်းတို့မျိုးအဝေး9မိုင်စစ်စေးဂိမ်းမှာလက်နက်ကြီးဖြင့်ရန်တမ်းပစ်ခတ်ခဲ့တော်လေတော်လိုင်းရဲရဲဘော်များအထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဒေသပြည်သူများနဲ့ခီးသွားပြည်သူများအနေဖြင့်အစံဖက်စစ်တပ်၏ရန်ကားနေမှုများကိုဂယုဆိုင်နေထိုင်သွားလာကြရန်တရက်ခင်အမတ်လေးတရင်မှာတင်းနဲ့ပြန်ကြ၏တာဝန်ခံကိုမြက်ကဆက်လက်ပြောဆိုကြောင်းသိရှိရပါသည် မော်လိုက်မြို့နယ်တွင်တိုင်ငယ်စစ်စင်ရေးဖြင့်စစ်တပ်စကန်၆ခုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးစစ်တုံးဘန်းနှင့်လက်နက်ခဲအများပြားဖမ်းမိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမော်လိုက်မြို့နယ်တွင်တိုင်ငယ်စစ်စင်ရေးကာလတွင်စစ်တပ်စကန်၆ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်းမော်လိုက်ဒေါ်လိုင်းရင်အောင်စုမှတာဝန်ရှိသူတို့ကပြောကြားပါရသည်။ ဩဂုတ်လနေ့စက်တင်ဘာလအတွင်းမော်လိုက်မြို့နယ်တွင်ရှိအကျန်းဖက်စစ်တပ်စခန်းများကိုဒေါ်လန်ရီတပ်ဖွဲ့များကပူးပေါင်းပြီးတင်းငယ်စစ်စင်ရေးဖြစ်ပေါ်ဆောင်ခဲ့ရာထော်တာရွာပြူစော်တီစခန်း၊အော်စည်းကုံရွာစခန်း၊ညောင်ဝန်းရွာပြူစော်တီဂိတ်စခန်း၊နောင်ပင်းရွာစခန်းကုန်း၊နားပင်ရွာစခန်းကုန်းနဲ့တောင်အင်းရွာစစ်တပ်စခန်းစသည့်၆ခုကိုတင်ပိုက်ရရှိခဲ့ကြောင်းသိရပါသည်။တိုက်ခိုက်တင်ပိုက်တာက၅ခုပါ။တောင်အင်းစခန်းကုန်းကတော့စစ်သားတွေစုခွာထွက်ပြေးတာပါ။စုစုပေါင်းစခန်း၆ခုတင်ပိုက်ရရှိခဲ့ပါသည်။ထိခိုက်ဖျက်ဆီးတင်စီရရှိမှု ှုတွေကတော့စစ်ဒေသကထုတ်ပြန်ပါလိမ့်မယ်ဒေါ်လာရီတက်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆောအနေငယ်တော့ရှိပါတယ်လက်ရှိတိုက်ပွဲဆက်လက်ဖြစ်နေတာမျိုးတော့မရှိပါဘူးစည်ရည်တင်းမာတဲ့အခြေအနေရှိပါတယ်ဟုမော်လိုက်ဒေါ်လာရီအင်အားစုမှတာဝန်ရှိသူကပြောကြားပါတယ်တင်းငယ်စစ်စင်ကြီးကိုမော်လိုက်ဒေါ်လာရီအင်အားစုများဖြစ်တဲ့ခရိုင်တရင်တဲ့တရင်နဲ့တရင်သုံးတရင်လေးပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလာဖတို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်တင်းငယ်စစ်စင်ကြီးအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ွယ်မှအတင်းကျပ်ဖန်စီကစစ်မှုထမ်းခေါ်ဆောင်ခြင်းခံရသည့်စစ်သား၄ဦးသည်လက်နက်ခဲယမ်းများနဲ့တူအလင်းဝင်ရောက်ခဲ့သည့်ဖြင့်ဒေါ်လိုင်းအင်အားစုများဘက်မှဂုံပြူစုငွေများချိမြင့်ပေးခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးရွေးကောက်ပွဲကိစ္စဆွေးနွေးဖို့နေပြည်တော်ကိုမလေးရှားနိုင်ငံသားဝင်ကြီးသွားနေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာတိန်စစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးဖို့မလေးရှားနိုင်ငံသားဝင်ကြီးဟာမြန်မာနိုင်ငံကိုသွားရောက်မယ်လို့မလေးရှားဆိုရကထုတ်ပြန်ပါတယ်။မလေးရှားဟာအရှေ့တောင်အာရှနိုင်ငံများအစီရောအာဆီယံရဲ့အလစ်ကြောင့်ဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်ဟာနေပြည်တော်ကိုအောက်တိုဘာ9ရက်နေ့မှာတရက်တာခရီးသွားရောက်မယ်လို့အစိုးရကထုတ်ပြန်ပါတယ်။သူရဲ့တရက်တာ ခီးစင်တော်အတွင်ဟာဆန်ဟာစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်ကောင်းစီနိုင်ငံခြားရေးဝန်ကြီးတို့ကိုတွေ့ဆုံမှဖြစ်ပါတယ်ပြီးတော့နှစ်ကုန်ကြရင်စစ်ကောင်းစီကဥဆောင်ပြီးပြုလုပ်မဲ့ရွေးကောက်ပွဲကိစ္စထိုးတက်မှုမရှိဘဲရပ်တန့်နေတဲ့မြမငင်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေကိုဆွေးနွေးဖို့လည်းစီစဉ်ထားကြောင်းသိရပါတယ် မူလကမလေးရှား၊အင်ဒိုနီးရှား၊ထိုင်းနဲ့ဖိလစ်ပိုင်တို့အာဆီယံ၄နိုင်ငံရဲ့နိုင်ငံသားဝင်ကြီးတွေဟာစက်တင်ဘာ၁၉ရက်နေ့မှာမြန်မာနိုင်ငံကိုတွားရောက်ပြီးစစ်ကောင်စီနဲ့ဆွေးနွေးဖို့စီစဉ်ထားပေမယ့်နောက်တော့အချိန်ရွှေ့ခဲ့တာဖြစ်ပါတယ်။စစ်တပ်အာဏာမသိမ်းခင်ကမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD အပါအဝင်နိုင်ငံရေးပါတီပေါင်း၄၀ကျော်ဟာစစ်ကောင်စီကြီးမှုတဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဓမ္မမဟုတ်ပါတီခွင့်ပါဝင်ခွင့်ပိတ်ပင်ခံထားကြရပါတယ်။ NLD ဟာ၂၀၂၀ရွေးကောက်ပွဲမှာ ာလူထုထောက်ခံပေး82ရာခိုင်နှုန်းထိရရှိခဲ့ပါတယ်။မြန်မာရေစောင့်ကြည့်လေ့လာနေတဲ့နိုင်ငံတကာအခဲခက်တွေကတော့မလေးရှားပါဝင်အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့မြန်မာနိုင်ငံကိုမတော်တာကပိုကောင်းကြောင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမယ့်အကြောင်းရင်းဘာတစ်ခုမှမရှိကြောင်း စက်တင်ဘာလခရီးစဉ်မွှေဆိုင်ခင်တုံးကပြောကြားထားပူပါရယ်အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့အပြည့်ပြည့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆဆာကလည်းအာဆီယံဟာမြန်မာငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားတယ်ဆိုရင်လူလူကဥဆောင်တဲ့လုပ်ငန်းစဉ်မျိုးကိုထောက်ခံရမှာဖြစ်ပြီးစစ်တပ်ကဖန်တီးထားတဲ့ဟန်ဆောင်ပန်ဆောင်ကိစ္စမျိုးကိုအားပေးရမှာမဟုတ်ကြောင်းအဲ့ဒီလိုဆိုရင်အာဏာရှင်ကိုတရားဝင်မှုပေးတာနဲ့ဘာမှမချကြောင်းတတိပေးထောက်ပြထားခဲ့ကြောင်းသိရှိရပါတယ်။